င်္ဂလာပါရှင်ရန်ကုန်ခေတ္တရနေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရွှေကုတ်ကိုမြို့သစ်အပါဝင်မြဝတီမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေအလုံးစိတ်ပူဖို့မလိုပဲပုံမှန်အတိုင်းလေပတ်လောက်ကိုင်းနိုင်တယ်လို့စောချစ်သူဦးဆောင်တဲ့ BGF ကအသိပေးထားတဲ့ပြင်ကရင်နှစ်သက်ကိုပွဲတော်ကို BGF ကစီကားတိုင်းမြတ်စွာကျင်းပပေးမယ်အတွက်ပါဝင်ဆင်နွှဲဖို့ကိုပါဖိတ်ခေါ်နေပါတယ် အချက်ဖတ်စစ်အုပ်စုရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုသပိတ်မောက်ဆန့်ကျင်ရေးကာလအဖြစ်အော်တိုဗလာ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့ထိတက်မှတ်လိုက်တယ်လို့ GSCB ကကြေညာလိုက်တဲ့သတင်းပါဝင်နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမဆုံးတင်ဆက်ပေးမဲ့တဲ့ရင်ကတော့ကရင်ပြည်နယ်မြောင်းဝတီမြို့နယ်မှာရှိတဲ့ KK Park မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်ရွှေကုတ်ကိုမြို့သစ်အပါအဝင်မြောင်းဝတီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းစင်တာတွေအနေနဲ့ စိတ်ပူဖို့မလိုပဲပုံမှန်အတိုင်းလုပ်ငန်းတွေကိုလည်ပတ်လုပ်ကိုင်နိုင်တယ်ဆိုပြီးစစ်တပ်လက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF ကတရားဝင်အသိပေးလာတယ်လို့ကြားဖြတ်လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့မြန်မာတွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကနေစတင်ပြီးမြောက်ဝတီမြို့နယ်မှာရှိတဲ့ KK Park ကိုစစ်တပ်ကဝင်ရောက်စီးနင်းတာစစ်တပ်လက်အောက်ခံ BGF ကကြားဖြတ်လုပ်ကိုင်နေသူတွေကိုနှင်လွတ်သားတွေခေါ်ထုတ်သွားတာတွေကိုလှုံ့ဆော်တာ BGF ကကြားဖြတ်ခေခေဖောက်အတွင်ဖောက်ခွဲမှုတွေလှုံ့ဆော်လာတာကြောင့် ရွှေကုတ်ကိုအပါအဝင်ကြဖြန့်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့စင်တာတွေမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာတယ်လို့သိရပါတယ်။အဲဒါကြောင့်ကြဖြန့်လုပ်ငန်းတွေကိုအ धिक ဦးစီးလုပ်ကိုင်အကာအကွယ်ပေးနေတဲ့ BGF တပ်ဖွဲ့ကိုကြဖြန့်လုပ်ငန်းရှင်တရုတ်တွေကြဖြန့်လုပ်ငန်းတွေမြန်မာနိုင်ငံသားတွေကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ BGF ကစိုးရိမ်ပူပန်စရာမလိုပဲပုံမှန်အတိုင်းကြဖြန့်လုပ်ငန်းတွေကိုလေပတ်လုပ်ကိုင်နိုင်တယ်လို့အသိပေးလာတာပါ။ ဒါအပြင်လာမယ့်ဒီဇင်ဘာလမှာကရင်နှစ်သက်ကိုပွဲတော်ကိုစီကားတိုက်မြိုက်စွာ BDF ကဥဆောင်ကျင်းပမယ်အတွက်ပါဝင်ဆင်နွှဲဖို့ကိုပါဖိတ်ခေါ်တယ်ဆိုတာကိုတရားဝင်အသိပေးလာတယ်လို့ရွှေကုတ်ကိုမျိုးတစ်အတွင်းကကြားဖြန့်လုပ်ငန်းမှာဦးစီးလုတ်ကိုင်းနေတဲ့မြန်မာနိုင်ငံသားကြီးကျက်သူတဦးကရန်ကုန်ခေတ်စ်ကိုဆက်သွယ်ပြောလာပါတယ်။လက်တလော BDF ကဦးစီးလုတ်ကိုင်းနေတဲ့ရွှေကုတ်ကိုမျိုးတစ်အတွင်းကကြားဖြန့်လုပ်ငန်းတွေဟာပုံမှန်အတိုင်းလုပ်ငန်းလုတ်ကိုင်းလေပတ်နေတဲ့အပြင် KK Park ကနေပြောင်းရွှေ့လာတဲ့ တရုတ်တထေးတချို့ကရှေကုတ်ကိုမှရှိတဲ့အဆောက်အုံတွေတချို့မှလုပ်ငန်းတွေပြန်လည်စတင်နေတဲ့အပြင်မြဝတီမြို့နယ်အတွင်းမှရှိတဲ့ DKBA နဲ့ PC လက်အောက်ကကြားဖြတ်လုပ်ငန်းတွေကလည်းပုံမှန်အတိုင်းလည်ပတ်နေစေဖြစ်တယ်လို့မြဝတီမြို့ခြေဆိုင်ကရင်စည်သတင်းရင်းမြစ်ကရှင်းပြပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ကတည်းက PDF ကစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK Park ကကြားဖြတ်တရုတ်တထေးတွေအွန်လိုင်းနီးပညာဆိုင်ရာပညာရှင်တွေပါဝင်အရေးပါသူတွေကိုခေါ်ထုတ်သွားပြီးတချို့ကတော့ရှေကုတ်ကိုမှရောက်ရှိကာ တချို့ကတော့ PDF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခုံလုံနေကြပါတယ်။အဲဒီလို KKPark ကကြားဖြန့်တရုတ်တထေးတွေပါဝင်အရေးပါသူတွေကို PDF ကအထူးအစီအစဉ်နဲ့ရွှေ့ပြောင်းပေးရမှာလဲမြဝတ်ဒီနှစ်ခွန်ငါဂိတ်၊တင်ငန်းညီနောင်ဂိတ်၊ကော်ဂရိတ်ကိုတိုင်ဂိတ်၊ကျုံတိုးဂိတ်အပါအဝင်စစ်တပ်ဂိတ်တွေကိုစစ်တပ်ကလမ်းကြောင်းဖွင့်ပေးထားခဲ့တယ်လို့သိရပါဗျ။ KKPark မှာ PDF ကအဓိကလုံခြုံရေးယူတာဝန်ယူတည်ဆောက်ထားတဲ့ online ကြားဖြန့်စင်တာတစ်ခုဖြစ်ပြီး မြောက်ဒီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေအားလုံးကို BGF ကစက်ကြီးကောက်ကအကာအကွယ်ပေးထားတာပါရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကြံဖတ်စေုပ်စုရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုတပိမောက်စန့်ကျင်ရေးကာလဖြစ်အော်တိုဘောလာ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိတက်မှတ်လိုက်တယ်ဆိုတာကိုမနေ့ကအော်တိုဘောလာ28ရက်နေ့မှာအထွေထွေတပိပေါင်းဆက်ညီနိုင်အင်အားစု GSCB ကထုတ်ပြန်ကြေညာလိုက်ပါတယ် အကြံဖတ်စေအုပ်စုဟာအကြံဖတ်မှုပေါင်းစုံကျင်သုံးပြီးမတရားအာဏာသိမ်းချိန်ကနေစကားဒီနေ့အချိန်ထိသူ့ရဲ့အာဏာတည်မြဲရေးဆောင်ရွက်နေပြီးလူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးတို့ကိုအကြံဖတ်မှုနဲ့အကျင့်ပြတ်ခြားစားမှုကြီးစိုးစေမှုတွေနဲ့တိုင်းပြည်ရဲ့အရင်းအမြစ်များစွာကိုပြက်စီးဆုံးရှုံးစေကာစေအုပ်စုအာဏာတည်ရေးကိုသာပြုကျင့်နေရလို့သိရပါတယ်။အဲ့ဒီလုံရက်ကြောင့်ရလက်အနေနဲ့နိုင်ငံအတွင်းမှာရှိတဲ့လူ့ရေးစနစ်တန်းကျော်ငံမို့မှုနဲ့ရင်ဆိုင်နေရပြီး တိုင်းပြည်ရာမူရင်စည်းဝါးနဲ့ကြားဖြန့်လောင်းကစားတို့စခန်းချရာလုံခြုံမှုမရှိဆုံးနဲ့နေတိုင်းအကြမ်းဖက်မှုတွေနဲ့ပြည်နှံ့နေတဲ့တိုင်းပြည်တစ်ခုအဖြစ်ကိုသတ်ဆင်းသွားပြီလို့ GSCB ကပြောထားပါတယ်။လက်ရှိချိန်မှာတိုင်းပြည်ဟာငရဲပမာရှုမြင်နေရပြီးစိတ်မချမ်းမြေပွဲမနေချင်းစပွဲတိုင်းပြည်ဖြစ်နေတဲ့အပြင်ငရဲကြီးရှစ်ထက်အဝေးစီးအောက်ရောက်နေတဲ့တိုင်းပြည်ကိုထပ်ပြီးနှိမ်မိုးစေမယ့်အကြမ်းဖက်ပြုကျင့်မှုကြီးကတော့အတူရောင်ရွေးကောက်ပွဲပဲဖြစ်တယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲတစ်ခုရဲ့ဂုံတိတ်ခါအဖျားဖျားကိုကင်းမဲ့နေတဲ့အကြမ်းဖက်ပွဲလှုပ်ပွဲနဲ့ ထောင်ချောက်သာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီလိုအကြံဖတ်မဲ့ရွေးကောက်ပွဲကနေတိုင်းပြည်ကိုဘလို့အပြောင်းလဲမှစောင့်ခြင်းနိုင်လိမ့်မှာမဟုတ်ပဲလူမဆန်တဲ့စစ်ရာဇဝဲမှုနဲ့မတရားပေါင်းစုံကျူးလွန်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်အုပ်စုကပြင်ဆင်နေပြီးတိုင်းပြည်အပေါ်စစ်ကြုံအရေးမဲကြီးဆက်လက်ကြီးစိုးမဲ့မတရားမှုကိုတရဖူစောင်းထားတဲ့စစ်အုပ်စုရဲ့တရားမဝင်အတူရောက်ရွေးကောက်ပွဲကိုပြည်သူတရက်လုံးအနေနဲ့စူပေါင်းအားတွေနဲ့နီးပရိရဲ့ကြွယ်ကြွယ်သုံးကတပိတ်မောက်ဆန့်ကျင်ကြဖို့ကို GSCB ကမေတ္တာရက်ခံထားပါတယ် အဲ့ဒါကြောင့်တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုသပိတ်မောက်ဆန့်ကျင်ဤကာလကိုလည်းအော်တိုဗလာ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိသတ်မှတ်လိုက်တယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကိုဂရိတ်မြို့နယ်အာရှလန်းနဲ့ဒေါနာတောင်လန်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အကြမ်းဖက်စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရကြောင်းတိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေတယ်လို့ဒေသတွင်းစီးရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ ော်တိုဗလာပိုင်းကနေစတင်ပြီးအကြံဖတ်စစ်တပ်ကကိုဂရိတ်မြို့နယ်အာရှလန်နယ်ဒေါ်နာတောင်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်မှုထမ်းတပ်သားတွေအမြောက်အများအုံပြုကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နေတိုင်းနေရာအနက်တိုက်ပွဲတွေဖြစ်ပွားနေရလို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ24ရက်နေ့နဲ့25ရက်နေ့မှာကိုဂရိတ်မြို့နယ်မြဘတိုင်ရွာမှာအကြံဖတ်စစ်တပ်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုများပြားတာကြောင့်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ အဲ့ဒီလိုပဲအော်တိုဘောလာ26ရက်နေ့ကလည်းထီဘိုးဆန်ရွာနဲ့ကော့ဖန်ရွာအကြောင်းစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ဒေါ်လန်ရီရဲဘော်တွေကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တဲ့ပြင်အဲ့ဒီနေ့နေ့လယ်2:05မိနစ်ခန့်မှာတမိုင်ကုန်းရွာနဲ့ကော့နွဲ့ရွာဘက်မှာထီထွေတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ်တရပြင်းနဘူးနန်ကော်တေလမ်းခိုပိုင်းမြပတိုင်ရင်ခွဲတောင်လမ်းပိုင်းကိုလည်းအကြံဖက်စစ်တပ်ရဲ့နဘူးဒေသခြေဆိုင်ခမာယငါးလေးခိုတရင်ငါးလေးရှစ်တရင်ငါးလေးကိုတရင်နဲ့ DKBA ဗိုလ်ပြီးအဖွဲ BGF အဖွဲတို့ကစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာအကြံဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးသူရာနဲ့ချီရှိပြီးထွက်ပြေးသူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေစီကိုအလံဖြူထောင်သူတွေပါဝင် အရှင်ဖမ်းဆီးရမိသူတွေလက်နက်ချသူတွေလည်းရှိတယ်လို့သိရပါတယ်။ အကြံဖတ်စစ်တပ်ကကွန်ကရစ်မြို့နယ်အတွင်းကိုစစ်ကူပို့နိုင်ဖို့အတွက်တမန်ဆန်နစ်ကဖန်ဘက်ကနေ6ဘင်းက၄စီးနဲ့ကြုံတိုးကိုစစ်ကူခဲရန်တွေပို့ဆောင်ထားတဲ့ပြင်မော်လမြိုင်ရတခဘက်ကနေလည်းကော်ဘိန်းမုံရွာကိုစစ်ကား6စီးအင်အား100ခန့်ဖြည့်တင်းထားရလို့သိရပါတယ်။ဒါအပြင် DKBA, BGF နဲ့ PC အဖွဲ့ကိုပါစစ်တပ်ကလမ်းပြဖြည့်ခေါ်ဆောင်ပြီးဝင်ရောက်တိုက်ခိုက်ခိုင်းနေတယ်လို့လည်းသိရပါတယ်ရှင်။မကွေးတိုင်းဘက်ကိုကြည်အောင်ပါ မကွေးတိုင်းပခုံးကူမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုတင်ငန်းဝင်ဝါယမကဦးဆောင်တဲ့ပြူစောတိအဖွဲ့နဲ့စစ်တပ်ကစစ်ကြောင်းထိုးပြီးကျေးရွာတွေကိုလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေရကြောင်းပြည်သူ၂ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အညာမေတပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗလာ22ရက်နေ့ကနေစတင်ပြီးညောင်ချစ်ပင်ပြူစောတိရွာကိုရောက်ရှိနေတဲ့တင်ငန်းဝေဝါယမဦးစီးတဲ့ပြူစောတိအဖွဲ့နဲ့စစ်တပ်ပူးပေါင်းထားတဲ့အင်အား180ခန့်ပါစစ်ကြောင်းက အနီးအနားမှာရှိတဲ့ကျေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနင်းတာမှွေနောက်တာတွေကိုလှုပ်ဆောင်ခဲ့တဲ့ပြင် အော်တိုဗလာ24ရက်နေ့မှာလေအကြံဖက်စစ်တပ်ကစက်တက်လေဒီနဲ့ထန်းတမင်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာနေပြည်သူနှုတ်ဦးသေးဆုံးကတအူးပြည့်ထက်တန်ရာရရှိခဲ့ပါတယ်အဲဒီလိုပဲပြီးခဲ့တဲ့အော်တိုဗလာ26ရက်နေ့နေ့လယ်7နာရီကျော်အချိန်ကလည်း မြောက်ကျပင်ပြူစောတိရွာကနေအကြံဖတ်စစ်တပ်ကအနီးနားမှာရှိတဲ့ကျေးရွာတွေကို60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကအဲ့ဒီတဲကအမျိုးသမီးနှုတ်မှာဒဏ်ရာအခြေအနေပြင်းထန်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော့အကြံဖတ်စစ်တပ်ရဲ့စစ်ကြောထိုးနေတာကြောင့်ရေလာကြီးရွာ၊ထန်းတပင်ရွာ၊ဖောင်ကျောင်းရွာ၊ဖောင်ကွဲရွာရှင်မြတ်ပြည်အံရွာရွာသားကြီးရွာမြေပတောင်းရွာတို့ဟာထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းဟာပခုံးကူမြို့နယ်မြစ်ခြေဘက်ကိုဆက်လက်ဦးတည်နေပြီးလက်ရှိစစ်ကြောင်းမှာမြေပတောင်ရွာမှာရောက်ရှိနေတာပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်တာဖျက်ဆီးတာနဲ့ပြည်သူတွေကိုဖမ်းဆီးနေရလို့လည်းသိရပါတယ်ရှင်စကိုင်းနိုင်ဘက်မှာတော့စကိုင်းနိုင်ကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူကံကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်တပ်ကကျိုးချောင်းရွာကိုမီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲတွေလည်းဖြစ်ပွားနေကတောင်းနဲ့ချီတဲ့ပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါရယ်။မနေ့ကအော်တိုဝါလာ29ရက်နေ့မနက်ပိုင်းမှာထုံးမာရွာကနေထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေတာယာကုန်းရွာနဲ့ကျွန်းချောင်းရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ဘက်ကထိခိုက်မှုရှိတာကြောင့်ကျွန်းချောင်းရွာကိုဝင်ရောက်စီးနင်းကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသပြည်သူတို့ကပြောပါရယ်။ အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းဟာအော်တိုဘားလပိုင်းကနေစတင်ပြီးကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူလမ်းပိုင်းနဲ့ကလေးကံကောလမ်းပိုင်းကိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေရကြောင်းဒေသပြည်သူတွေအများအပြားအရေးပေါ်နေရဆုခွာထွက်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါဗျ။အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ထောက်ကျန်ရွာ၊ကြာအင်းရွာပါဝင်ကြေးရွာရှိရွာနဲ့အနီးနားမှာရှိတဲ့ကြေးရွာတွေကတောင်းနဲ့ချီတဲ့ပြည်သူတွေကဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေရပါဗျ။လက်ရှိချိန်မှာစစ်ပေးရှောင်ပြည်သူတွေကအရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်နေတာကြောင့် ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကအရေးပေါ်တုံ့ပြန်ရေးနဲ့ကုညီရေးဖွဲ့အားဖွဲ့စည်းလိုက်ပြီးနိုင်ငံတကာရောက်ပြည်သူတွေဒေသတွင်းမိဖက်အဖွဲ့အစည်းတွေပြည်တွင်းပြည်ပမှာရှိတဲ့တော်လိုင်းအင်အားစုတွေတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းလက်ရှိကလေးမျိုးနယ်အတွင်းမှာရှိတဲ့နေရက်တင်းရှောင်နေရတဲ့ပြည်သူတွေရဲ့အရေးပေါ်လိုအပ်နေတဲ့အခက်အခဲတွေကိုပံ့ပိုးကူညီပေးကြဖို့ကိုလည်းမေတ္တာရက်ခံပါတယ်လို့ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်ရှင်။ မန္တလေးတိုင်းဘက်ကသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြေကြံအကျဉ်းတောင်မှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟင်းအောင်အကျဉ်းတောင်အတွင်းမှာကျမ်းမာရေးနဲ့ဆေးဝါးစောင့်ရှောက်မှုမလုံလောက်တော့ကြောင့်တည်ဆုံသွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMC ကနေသိရပါဗျ။ပြီးခဲ့တဲ့ အောက်တိုဘာလ18ရက်နေ့မှာနိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟင်းအောင်ကြောက်ကအသေးချောင်းအသေးရောင်အတဝါယောဂါတွေနဲ့အသက်29နှစ်အရွယ်မှာတည်ဆုံသွားခဲ့ရပါဗျ။ ကိုချမ်းမင်းရ905ကကြီးစက်သွေးရေးပုံမှဖောက်ခွဲလက်နက်မှုစတဲ့ပုံမှတွေနဲ့မတရားဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်15နှစ်နဲ့6လချမှတ်ခံထားရသူဖြစ်ကမြေကြံအကျဉ်းတောင်မှာအကျဉ်းချခံထားရသူဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံဒေသအသီးသီးမှာရှိတဲ့အကျဉ်းတောင်တွေထဲမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေမှာထောင်တွင်းလုံလောက်စွာဆေးဝါးဆောင်ရှောက်မှုမရရှိတဲ့အပြင်အချိန်မီစေကူတော်ကိုမရရှိတာကြောင့်မတည်ဆုံးတဲ့မဲ့အသက်ဆုံးရှုံးခဲ့ရတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပါတယ်။ PPNM ရဲ့စည်ရင်းတွေအရ2025ခုနှစ်ဇန်နဝါရီလကနေယခုနှစ်2025ခုနှစ်အောက်တိုဘာလအထိအကျဉ်းတော်အသီးသီးမှာဈေးဝဆောင်ရှောက်မှုလုံလောက်စွာမရရှိမှုနဲ့အရေးပေါ်ဈေးကူတောင်းဝေးမရှိတာကြောင့်ကြာဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား28ယောက်ထိရှိနေပြီဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်မှာစစ်မှုထမ်းတသားတဲ့တဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့ Central Revolution Force ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့မှာဟာခါမြို့ခလာယာနှင်းနှင်းနဲ့တရင်ကစစ်မှုထမ်းတသားတဲ့တဦးဟာတနက်တလက်နဲ့ခင်းရဲတချို့ကိုယူဆောင်လာပြီး စန်တာ Revolution Force ကိုအလင်းဝင်ရောက်လာခဲ့တာကြောင့်ငွေကျပ်30စုချီးမြှင့်ထားတယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာတဲ့သူကတော့စစ်ခွေးတွေကသူ့နေအိမ်တဲအထိကိုအတင်းအာဓမပေါ်တာဆွဲဖမ်းဆီးစုဆောင်ခံထားရသူဖြစ်တယ်လို့စန်တာ Revolution Force ရဲ့တာဝန်ရှိသူကပြောပါတယ်။အဲဒီလိုပဲအော်တိုဗလာ25ရက်နေ့မှာလဲချင်းပြည်နယ်ဟာခါမြို့နယ်မှာရှိတဲ့စစ်မှုထမ်းတပ်သားတွေဆွဲထက်ဟောင်းဟာတနက်တလနဲ့ခင်းရံတွေယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့ CDF ဟာခါကထုတ်ပြန်ထားပါတယ်ရှင်။ ါဒါကတော့ရန်ကုန်ခေတ္တရနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ